မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာထိုင်းနယ်စပ်ကြားဖြတ်လုပ်ငန်းအမေရိကန်နှိမ့်နှင်းမိကိုစစ်တပ်စိုးရိမ်နေတဲ့ဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မင်းအောင်လိုက်ကကြားဖြတ်လုပ်ငန်းခွင့်တချို့နဲ့တပ်တွေအထောက်အထားများဖျက်ဆီးနေချိန်တွင် KNU ကဖမ်းမိသည့်တပ်တွေပစ္စည်းများမပြောက်ဖျက်စေရန်ဂရုစိုက်လုပ်ကင်နေပါတယ် KK ဘက်ကိုအမျိုးသားရေးတာဝန်တရက်အနေဖြင့်အပီရှယ်လင်ဆောင်ရွက်သွားမည်ဟုရှေ့ကျွေးလျက်စစ်ကောင်စောင်းမြောက်လိုက်သည့်ကြားဖြန့်တက်သည့်အထောက်အထားများကို အစာဖြောက်ဖြက်စည်းနေချိန်ထိုနေရာနှင့်မဝေးလာသောမင်းလက်ပံကြီးရွာရှိရှန်တာပတ်ဟုအမည်ရသောကြားဖြတ်လုပ်ငန်းခွင့်ကိုကရင်မျိုးသားအစည်းအရုံး KNU ကဝင်ရောက်စီးနှင်းပြီးလုပ်ငန်းသက်တည်အထောက်အထားအမြောက်များကိုအင်းဒီချင်းထိုင်းနိုင်ငံအာနာပိုင်များထံလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။နိုဝင်ဘာလ22ရက်နေ့ကထိုသို့ဝင်ရောက်စီးနှင်းချိန်တရုတ်နိုင်ငံသားအများစုနှင့်နိုင်ငံဆောင်မှနိုင်ငံခြားသားရထောက်ကြီးကိုထိုးပွင့်အတွင်ရှိအဆောက်အအုံ20ခန့်တွင်တွေ့ရှိခဲ့ကြသည်။ရှင်သည်မြမထိုင်းနယ်ဆက်မြောက်ဒီမျိုးက အာနာသိန်းစစ်တပ်နှင့်ကရင်နယ်ခြားဆောင်တပ် PGF တို့၏ကြာဖြတ်နှိမ့်နေခြင်းလားကြာဖြတ်သက်တည်များဖျောက်ဖျက်နေခြင်းလားမကွဲပြားသောဝယုံသုံးကားနေရများအတွေ့ KNU ET ကြာဖြတ်နေနေရေလှုပ်ရှားမှုအဖြစ်ပေါ်ထွက်လာခြင်းဖြစ်ပါသည်မြောက်လိုင်းစစ်တပ်နှင့်စောချစ်သူ BGF တပ်များက KK ပန်းနှင့်ရွှေကုတ်ကိုမှကြားဖြတ်နှိမ်နှင်းပုံ KNUE စင်တာဘက်ကို kain တွေပုံတို့မှအလွန်ကွဲပြားခြားနာကြောင်းနိုဝင်ဘာလ25ရက်နေ့ KNUE ပထမအကြိမ်ထုတ်ပြန်ချက်ကတည်ထိခံလျက်ရှိပါသည် မင်းလက်ပံကြားဖြန့်ဝင်းကိုမြည်သည့်နိုင်ငံကစုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေးခဲ့တယ် KNU သည်စန်တာဘတ်ကိုဝင်ရောက်စီးနှင်းပြီးကြားဖြန့်ခိုင်းတွင်လောက်ကိုင်းနေကြသောတရုတ်နိုင်ငံသားအများစုပါဝင်သည့်နိုင်ငံဆောင်မှနိုင်ငံသားသားများကိုစနစ်တကျအမှတ်တမ်းရယူခြင်းကြားဖြန့်ခိုင်းအသုံးပြုသောကွန်ပျူတာများမိုဘိုင်းဖုန်းများကိုတပ်သေးအထောက်အထားအဖြစ်စနစ်တကျသိမ်းဆည်းခြင်းလူနှစ်သက်သေးကံပစ္စည်းများကိုထိုင်းနှင့်နိုင်ငံတကာအာဏာပိုင်များ relevant Thai and international authority ထံလွှဲပြောင်းပေးအပ်ရေးကိုအလင်းအမြန်ဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်ခဲ့တယ်လို့နိုင်ငံတကာကလည်းအခုညညာနေ့စဉ်ရက်စက်တောင်းခံနေသည်ကိုကြားသိနေရပါတယ်။နိုဝင်ဘာလ28ရက်နေ့ KNU ဒုတိယအကြိမ်ထုတ်ပြန်ချက်တွင်သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအရာရှိများ relevant investigative officer ကမိလက်ပန် center back ကြားဖြန့်ဝဲသို့ရောက်ရှိလာပြီး KNU သိသိထားသောတက်တည်အထောက်အထားများကိုလည်းစစ်ဆေးခဲ့ကြသည်ဟုဖော်ပြထားပါတယ်။ KNU ထုတ်ပြန်ချက်များအထိသတိထားမိသောထူးခြားသည့်အသုံးအနှုန်းများမှာနိုင်ငံတကာအာဏာပိုင်များသက်ဆိုင်ရာအာဏာပိုင်များသက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအရာရှိများစသည်လို့ဖြစ်ပြီးဤသည့်နိုင်ငံကိုရှင်းညွှန်းချောင်းတိတိကျကျဖော်ပြမထားပါတို့ရတွင် မကြသေးမီကအမေရိကန်အစိုးရ၏ထုတ်ပြန်ချက်များအရအမေရိကန်တရားရေးဌာနထောက်လန်းရေးအေဂျင်စီများနှင့်မူရစေဝါနှိမ့်နှင်းရေးအေဂျင်စီတို့ပါဝင်သော Scan Center Strike 4 SCSF ကိုဖွဲ့စည်းသည့် ထိုးဖွဲ့စည်းသည့်ဘန်ကောက်မြို့သို့ရောက်ရှိနေပြီးထိုင်းရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍မြန်မာကမ်ဘောဒီးယားလာအိုနိုင်ငံတို့မှကြားဖြန့်ခိုင်းများနှိမ်နေရေလှုပ်ဆောင်နေသည်ဟုဆိုပါရယ်ထိုးချက်ကိုထောက်ရှုလျင်မင်းလက်ပံကြားဖြန့်လုပ်ငန်းခွင်မှလွှဲပြောင်းပေးခဲ့သောလူနှင့်သက်သေကံပစ္စည်းများကိုထိုင်းရဲတပ်ဖွဲ့နှင့် SCSS အဖွဲ့တို့ပူးပေါင်းစစ်ဆေးနေပွဲရှိပါရယ်နိုဝင်ဘာလ28ရက်နေ့တတိယအကြိမ်ထုတ်ပြန်ချက်တွေထိုးလုပ်ငန်းခွင်မှနိုင်ငံသားသား882ဦးကိုနိုဝင်ဘာလ23 24 25နဲ့28ရက်နေ့များတွင် ထိုင်းအနာပိုင်းများထံလွှဲပြောင်းပေးခဲ့သည်ဟုဖော်ပြထားပါသည်။ထို့ပြင် သိမ်းဆည်းရမိသောကွန်ပျူတာ6လုံး၊ iPhone 604လုံး၊အမေရောင်မှတ်စုစာအုပ်2အုပ်၊ဘတ်ကတ်16ခု၊ USB drive တစ်ခု၊တရုတ်နိုင်ငံသား passport 6ခု၊ဈေးဝယ်ကတ်ပြား shopping membership ကတ်တစ်ခုတို့ကိုထိုင်းအနာပိုင်းများထံမှလွှဲပြောင်းပေးခဲ့ပါသည်။ KNU ကထို့သို့စီးနှင်းမိပြီးချက်ချင်းအလင်းမြန်တုံ့ပြန်ဆောင်ရွက်မှုများကြောင့်အိန္ဒိချင်းထိုင်းနိုင်ငံနှင့်နိုင်ငံတကာအတိုင်းဝိုင်းအကြားစေဝင်စားမှုချက်ချင်းမြင့်တက်လာခဲ့ပါတယ်။ KNU ၏အရေးပေါ် အကူအညီတောင်းခံမှုကိုလှစ်လူရှုရန်ခက်ခဲသောထိုင်းဆိုရနှင့်ဘန်ကောက်အခြေစိုက်ဟုယူဆရသောနိုင်ငံတကာတန်ယုံများ၏တုံ့ပြန်ဆက်သွယ်မှုကိုလည်းလက်ခံရရှိနေကြောင်း KNU ၏ထုတ်ပြန်ချက်များတွင်ဖော်ပြထားပါသည်။စင်စစ်ထိုင်းဆိုရ၏နေကြားရေးမူဝါဒအရနေဆက်တီတာပြဿနာများဖြစ်ပေါ်လာသည့်အခါဒီပြည်တော်ရှိမယောင်လိုင်း၏စစ်ကော်မရှင်နှင့်သာတိုက်ရိုက်ထိတွေ့ဆက်ဆံသည့်ရှခင် BGF ထိန်းချုပ်နေပြည်တော်မှဖမ်းမိသောကြားဖြတ်လုပ်ငန်းလုပ်ကင်သူနိုင်ငံသားများကိုလွှဲပြောင်းလက်ခံစဉ်ကား စီကော်မရှင်ခွင့်ပြုချက်ဖြင့် BGF အဖွဲ့နှင့်ထိုင်းအာဏာပိုင်တို့လှုံ့ဆော်ခဲ့ခြင်းဖြစ်ပါတယ်။ယခုမင်းလက်ပံကိစ္စတွင် KNU နှင့်တိုက်ရိုက်ဆက်သွယ်ပြီးနိုင်ငံသား882ဦးကိုချက်ချင်းလက်ခံခဲ့မှုသည်ထိုင်းဆိုရိုက်ညံဆန်သောတုံ့ပြန်ဆောင်ရွက်ချက်အဖြစ်တွေ့မြင်ရပါတယ်။2025ခုနှစ်နိုဝင်ဘာလကုန်ပိုင်းကကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်မင်းလက်ပံဒေသကြားဖြတ်လုပ်ငန်းခွင်တစ်ခုကို KNU ဝင်ရောက်စီးနှင်ရနိုင်ငံဆောင်မှနိုင်ငံသားများကိုတွေ့ရှိခဲ့ရပါတယ်။ ်သို့တော့ထိုင်းဆိုရက KNU နဲ့တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နေမှုများကိုမင်းအောင်လိုင်ကန့်ကွက်မိမှတေချာပါတယ်အကြောင်းမှာပထမအကြိမ်လူပေါင်း882ဦးကိုလက်ခံထားပြီးဖြစ်သောထိုင်းဆိုရသည်တောင်ရင်မြစ်တစ်ဖက်ကမြန်မာဘက်အခြေအတွင်တောင်တင်နေသောနောက်ထပ်ယာနစ်ချီသည့်နိုင်ငံသားသားများကိုထပ်မံလက်ခံရန်ခက်ခဲနေခြင်းကထိုချက်ကိုဖော်ပြလျက်ရှိပါတယ်ထို့ပြင် KNU ပြောရေးဆိုခွင့်ရှိသူပရိုဆော်ဒေါနီကလည်းထိုင်းဆိုရက၎င်းတို့ကိုအတိမတ်ပြုဆက်ဆံရန်ခက်ခဲနေပုံကိုကြီးထွားပြောဆိုခဲ့ပါတယ်။ ထို့ကြောင့်မြလက်ပန်ကြားဖြန့်ကိုင်းနှိမ့်နေရေးဖြစ်စဉ်တွင်နိုင်ငံတစ်ခု၏နေဆက်ဒေတာအခြေဆိုင်နိုင်ငံဖြတ်ကျော်ရာဇဝတ်ကိုင်းများကိုနှိမ့်နေရတွင်အိန္ဒိချင်းနှစ်နိုင်ငံ၏အချုပ်အခြာအာဏာဆိုင်ရာစိန်ခေါ်မှုများနှင့်အရှုပ်ထွေးများကိုမြော့ဝါထင့်ထင်ရင်းထွေးနေရပြီဖြစ်ပါတယ် KNU သည်အစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့အစည်း NAN State Arm Organization ဖြစ်နေခြင်းမြောက်လိုင်းစစ်ကော်မရှင်ကအကြမ်းဖက်အဖွဲ့ကြီးညာထားခြင်းစသည့်အချက်များကြောင့် KNU နှင့်ပူးပေါင်းဆောင်ရွက်မှုမလုပ်ဘဲနေမီလားဒါမှမဟုတ်ဆီယာဇဝတ်မှုများကျူးလွန်ထားသောစစ်တပ်နှင့် ၎င်း၏တစ္ဆာခံ BGF နှင့် DGPA ကဲ့သို့ကြားဖြန့်ခိုင်းများကိုလက်ခံအခကွက်ပေးနေသောလက်နက်ကိုင်ဖွဲ့စည်းများနှင့်သာဆက်သွယ်ဆောင်ရွက်ပြီလားဆိုသည်ကိုထိုင်းဆိုရနှင့်နိုင်ငံတကာရစဝတ်မှုနှိမ်နင်းရေးအဖွဲ့များအလေးနက်ထားဆုံးဖြတ်ရွေးချယ်ရပါလိမ့်မည်။ American SCSF တိုက်ရိုက်ပဝင်လာမည်ကိုအကြောက်ဆုံးသူကမင်းအောင်လိုင်းမင်းလက်ပံကြားဖြန့်ခိုင်းကို KNU စတင်စီနေဖြိုခွင်းချိန်မှစပြီးစစ်ကောင်းဆောင်မြောက်လိုက်၏လက်ယုံ စစ်တပ်ပြောရေးဆိုခွင့်ရှိသူစော်မင်းထွန်းက KNU ကိုပြင်းပြထန်ထန်စတင်တိုက်ခိုက်လာသည်ကိုလေ့လာတွေ့ရှိရပါတယ်။ထို့သောတိုက်ခိုက်ခြင်းနောက်ွယ်တွင်စစ်ကော်မရှင်အကြီးအကျယ်စိုးရိမ်နေသောအကြောင်းတရားများထေချပေါက်ရှိနိုင်ပါတယ်။ယခုရပိုင်းတွင်စော်မင်းထွန်းသည် KNU ကမြဝတီမြို့မြန်မာထိုင်းနယ်ဆက်တောင်ရင်မြစ်ပေတရှောင်းမင်းလက်ပန်း KK ဘတ်စသည့်နေရာများတွင်ကြားဖြတ်ငွေလိမ်လုပ်ငန်းများလှုပ်ဆောင်နေသည်ဟုအကြိမ်ကြိမ်ဆွဆွဲလာပုံမှာ Thai American နှင့်နိုင်ငံတကာတို့သိရှိထားသောဖြစ်ရပ်မှန်များနှင့်ညှာစွာခွဲလွဲနေပါတယ်။ KNU ကိုတရက်ခန့်အဖြစ်ထိုးချနေခြင်းပင်စော်မဲထုံး၏အပြုမှုများကမင်းလက်ပံအပါဝင်မျိုးဝတိမျိုးတစ်ခုလုံးရှိကြားဖြန့်ခိုင်းများအလုံးကိုအမေရိကန်၏ SCSF ကအင်အားသုံးတိုက်ရိုက်ဖြိုခွင်းနှိမ်နင်းပေးရန် KNU ကဖိတ်ခေါ်ကြိုးစိုးနေခြင်းကြောင့်ဖြစ်ပါသည်။အမေရိကန်ကိုတီလက်ရောက်ပါဝင်လာမည်ကိုစစ်ကောင်းဆောင်မရောက်လိုက်မိများစိုးရိမ်နေကြောင်းစော်မဲထုံးအပြုမှုများကပေါ်လွင်ထင်ရှားလျက်ရှိပါသည်။အာနာသိန်းစစ်တပ်နှင့်မရောက်လိုက်စိုးရိမ်မည်ဆိုလေစိုးရိမ်လောက်ပေသည်။သမရထွန်းသည်မန်ဆာရအခက်ခဲဆုံးအမေရိကန်သမရတအုပ်အဖြစ်ထင်ရှားပြီး ီသူများထင်မှတ်မထားသောတောင်အမေရိကတိုက်ဗနီဇွဲလားနိုင်ငံသမရကိုယ်တိုင်ပါဝင်ပတ်သက်နေသည့်မူရစေဝါခိုင်းများကိုဖြစ်မှတ်ထား၍စည်ရေးအယနှိမ်နှင်းရန်အထိပြင်ဆင်နေမည်မဟုတ်ပါလား။ဩဂုတ်လ9ရက်နေ့ကဗနီဇွဲလားသမရ နီကိုလတ်မာဒူရိုသည်မူရစေဝါခိုင်းများနှင့်ပတ်သက်ဆက်နွယ်ကြောင်းသတင်းပေးနိုင်လျင်ဒေါ်လာတန်း90ပေးမည်ဟုအမေရိကန်ရှင်းနေချုပ်ကစူးကြီးထုတ်ပြန်ခဲ့ပြီးဗန်နီဇွဲလာကမ်းလွန်ပင်လယ်ပြင်သို့အမေရိကန်လေယာဉ်တင်သဘောအုပ်စုကိုဆေးလွတ်ထားပြီးမူရစေဝါတည်ဆောင်သောရေရည်များကိုဖြစ်ခတ်ဖြိုခွင်းလျက်ရှိပါတယ်။ယခုနောက်ဆုံးအခြေအနေမှာသမရထရန့်ကိုယ်တိုင်ဗန်နီဇွဲလာလေပိုင်နက်ကိုပိတ်ဆို့လိုက်ပြီးဟု၎င်း၏လူမှုကွန်ရက်မှတဆင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ထိုအချင်းညာများကိုမြောက်လိုက်နှင့်စစ်ဘိုလ်ချုပ်တက်တိုက်ဆောင်ကြီးလေးလာမြင်တွေ့ရနေသည်မှာမဟုတ်ပါလား ထို့ကြောင့် KNU ကမင်းလက်ပံကြားဖြန့်ကိုင်းကိုပွေးစည်းနေပြီးအမေရိကန်ကိုဖိတ်ခေါ်နေသည်ဟုမင်းအွန်လိုင်းလက်ရုံးဇော်မင်းထုံးကစိုးရိမ်တကြီးရှိနေပြီးမြောက်ရီနယ်ဆက်တလျှောက်ကြားဖြန့်လုပ်ငန်းများအလုံး KNU တဖွဲ့တည်းသာလှုပ်ဆောင်နေသည်ကြောင့်အတင်းအဓမ္မဝါဒဖြန့်လာခြင်းထိုကြားဖြန့်ပြတနာကို KNU ဘက်မြားဦးပြန်လှည့်ပေးနေခြင်းမှာရာဇဝတ်မှုကျူးလွန်ထားသောတရက်ခန့်ကဘူးခန့်ညှင်းဆုံနေတဲ့ကဲ့သို့တွေ့မြင်နေရပါတယ်။စင်စင်မင်းလက်ပံရှန်တာဘတ်စ ကြားဖြန့်ငွေလင်ကိုင်းကိုလက်နက်ကိုင်အဆောက်အအုံများဖြင့်အဓိကအခခွဲပြီးလှုပ်ဆောင်နေသူမှာ DKBA ကောင်းဆောင်တအူဖြစ်သူစိုင်းကျော်လာဖြစ်ပြီး KK ပတ်နှင့်ရွှေခုတ်ကိုကြားဖြန့်ခိုင်းများကိုအခခွဲပြီးထားသူမှာစောချစ်သူဦးဆောင်သော BGF ကောင်းဆောင်များဖြစ်ပါရယ်အမေရိကန်ဆိုရသည်အဆိုပါလက်နက်ကိုင်နှစ်ဖွဲ့နှင့်၎င်းဖွဲ့များ၏ကောင်းဆောင်တို့ကိုအေးအေးယူပိတ်ဆို့ထားပါရယ်ထို့သောအေးအေးယူခြင်းကိုအထောက်ထားမဲ့လှုပ်ဆောင်ခဲ့ခြင်းမဟုတ်ပါဘဲတသည့်အထောက်ထားများနဲ့တကွာတိတိကျကျလိလာခဲ့ပြီးမှအေးအေးယူခဲ့ခြင်းဖြစ်ပါရယ်ထူးခြားချက်မှာရွှေခုတ်ကိုမျိုးသစ်တွင် ရှားဖြန့်ငွေလေးလုပ်ငန်းအများပြတွေ့ရှိကြရတော့လေမင်းအောင်လိုင်းသည်စောချစ်သူကိုအပြေအဝအကအကွယ်ပေးထားစေဖြစ်ပြီးဇော်မင်းထွန်းကစောချစ်သူအမိကိုပင်ထုတ်ဖော်ပြောဆိုရခြင်းမရှိပေရှားဖြန့်တက်တဲ့အထောက်ထားများအစားဖြောက်ခြင်းကရှားစဝတ်မှုများနိုဝင်ဘာလ16ရက်နေ့တွင်မင်းအောင်လိုင်းကိုယ်တိုင်ဖန်အန်းတို့ရောက်ရှိလာပြီးဂေဂေဘတ်ရှားဖြန့်ဝင်တစ်ခုလုံးကိုမိုင်းခွဲဖြက်စီအစားဖြောက်ရန်ညွှန်ကြားခဲ့ကြောင်းစစ်တပ်ဝါဒဖြန့်မြမအလင်းတရင်စာကနိုဝင်ဘာလ16ရက်နေ့တွင်အတီအလင်းဖော်ပြထားပါသည် ထို့လို့ရသည့်ရာဇဝတ်မှုမြောက်သည်ဟုရခိုင် United States Institute of Peace USIPE မြန်မာနိုင်ငံဆိုင်ရာဒါရိုက်တာဖြစ်ပြီးလက်ရှိ Global Initiative Against Transitional Organization Crime GITOCE အကြီးတန်းပညာရှင်ဂျေဆင်တာဝါကထောက်ပြသည်စစ်တပ်ဟာကြာဖြတ်သက်တဲ့အထောက်အထားများကိုအစဖြောက်ခဲ့ခြင်းကိုရာဇဝတ်မှုဟုပြောဆိုလိုက်သည်ပထမဆုံးအချက်ကတော့ဒီဒူးစရိုက်လုပ်ငန်းတွေနဲ့ပတ်သက်နေတဲ့သက်တွေကိုစစ်တပ်ရော နေချားဆောင်တက်ကပါအစုလိုက်ပြုံလိုက်ဖျက်ဆီးနေပါတယ်။သူတို့စီးနှင်းနေဆိုတဲ့ပထမကနက်ဦးရက်တွေမှာပဲအဲ့ဒီလုပ်ငန်းတွေမှာအသုံးပြုခဲ့တဲ့ပစ္စည်းတွေအရေးအတွက်တောင်းနေချီပြီးရခဲ့ပါတယ်။အရာတွေအလုံးကိုစစ်တပ်ကဖျက်ဆီးပြစ်ပါတယ်။အဲ့ဒီပစ္စည်းတွေထဲမှာရှိနေတဲ့အချက်လက်တွေဟာတကယ်တော့ကမ္ဘာနေရာနဲ့ရိုက်ခတ် တက်ရောက်နေတဲ့ဒူးစရိုက်မှုတွေကျွလွန်ထားတယ်ဆိုတာကိုပြသနိုင်တဲ့သက်တည်အထောက်အထားတွေဖြစ်ပါတယ်။မြန်မာစစ်တပ်ရဲ့အပြုအမူကအဲ့ဒီသက်တည်အထောက်အထားတွေကိုလူတို့လိုပုံဖော်တာမျိုးဆိုတာထက်ကို ကျော်လွန်ပြီးလုံးဝအစနာဖြောက်တဲ့လောက်ရံမျိုးဖြစ်ပါတယ်။ဒါရစဝဲမှုမြောက်ပါတယ်ဟုဂျေဆင်တာဝါက BBC မြန်မာပိုင်းကိုပြောဆိုခဲ့ပါတယ်။ခီကီဘတ်ကိုမိုင်းခွဲဖြက်စီးရန်မင်းအောင်လိုင်းဓာတ်ရိုက်အမိန်ပေးခဲ့သည့်၎င်း၏နှုတ်ထွက်သက်သည့်အထောက်အထားများရှိထားပြီးဖြစ်သလိုစစ်တပ်ဝါရဖြန့်သတင်းစာများတွင်လည်းခီကီဘတ်ထေကအဆောက်အုံများတွင်စစ်ကော်မရှင်တပ်သားများမိုင်းများတပ်ဆင်နေပုံကိုဖော်ပြထားပါတယ်။သို့သောမင်းလက်ပန်ရှန်တာဘတ်ကြားဖြန့်ဝင်ကို KNU ကစီးနင်းပြီးပြည်တွင်းသတင်းမီဒီယာများကိုပါခေါ်ယူပြသခြင်းနိုင်ငံအမည်မဖော်ပြတော့လဲထိုင်းနဲ့အမေရိကန် SCSF ပါဝင်ခြင်းရှိမရှိမသိရသောစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုခေါ်ယူ၍တင်စီမိထားသောတပ်တွေထောက်ထားများကိုစစ်ဆေးခွင့်ပေးခဲ့ခြင်းနဲ့ထိုတပ်တွေထောက်ထားများကိုထိုင်းအစိုးရထံလွှဲပြောင်းပေးခဲ့ခြင်းကကြာဖြန့်တပ်တွေထောက်ထားများကိုအစားဖြောင့်နေသောစေကောင်းဆောင်မြောက်လိုင်းအတွက်အရှိုက်ထိုးခံလိုက်ရပြီးတကယ်တော့ရှိကြသည်။ မြန်မာထိုင်းနယ်စပ်ကြားဖြတ်နေနေမှုသည်မြန်မာတရုတ်နယ်စပ်ကြားဖြတ်နေနေမှုနှင့်ကွာခြားပြီးတရုတ်လူမျိုးများအ திக လောက်ကိုင်းနေသောကြားဖြတ်ခိုင်းများကအမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားလာခြင်းကအမေရိကန်တရုတ်ဆက်ဆံရေးအပေါ်ရိုက်ခတ်မှုရှိမရှိတရုတ်ဤထောက်ခံမှုနှင့်အကာအကွယ်ရှိထားသောမြန်မာစစ်ကောင်ဆောင်မရောက်လိုက်နှင့်၎င်းတို့တစ္ဆာခံထားသောခရင်လက်နက်ကင်တပ်များဖြစ်သည့် BGF နှင့် DGBA တို့၏ကြားဖြတ်ခွင့်လေးလုပ်ငန်းများမှအကျိုးအမြတ်ရရှိနေခြင်းအပေါ်တရုတ်နှင့်မတူသော အမေရိကန်ဤထုံးပြန်ဆောင်ရွက်မှုများမြည်တို့ရှိလာနိုင်မည်ကိုစောင့်ကြည့်လေ့လာရန်လိုပါတယ်မြန်မာနိုင်ငံသည်နိုင်ငံတကာရာဇဝတ်မှုကြီးများဖြစ်သည့်ဘေးဖြူနယ်မတ်တဖတ်တမင်မူရစ်စေဝါအဓိကထုတ်လုပ်ဖြန့်ပြူရကမ္ဘာထိပ်တန်းနိုင်ငံဖြစ်နေခြင်းကြားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းကိုစစ်တပ်သစ္စာခံလက်နက်ကိုင်တပ်ဖွဲ့များကနေရာထိုင်ခင်းနှင့်လုံခြုံရေးပေးနေခြင်း ထိုရာဇဝတ်စည်းကွားရေးတွင်ရရှိသောဒေါ်လာဘီလီယံပေါင်းများစွာတည်းမှစစ်ကောင်စောင်းများအကျိုးမြတ်ရရှိခန်းစားနေခြင်းတို့ကိုအဆုံးသတ်နိုင်ရင်မှစစ်တပ်ကြီးစိုးသောချုပ်ခိုင်နေသောနိုင်ငံရေးစနစ်တစ်ခုကိုအမြင့်လန့်ဖြိုချနိုင်မှရှာပေလိမ့်မည်။အကြောင်းမှာစစ်တပ်ကိုယ်တိုင်ရာဇဝတ်ခိုင်းတစ်ခုဖြစ်နေခြင်းကြောင့်ဖြစ်သည်။